တတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာအရဟတော်လူနဲ့ပြမတတဝါအလုံးတို့၏ပူဇော်အထုကိုခိုင်းတော်မူထိုက်ထသောရဟတော်လုံးစုံသောကိလေသာမှန်သမျှကိုအကျဉ်းချမဲ့ရှိအကုန်စင်ပေတတ်တော်မူပိထသောအရဟတော်စိတ်괴ရ၌ပင်လင်မကောင်းမှုအကုသိုလ်ကိုပြုတော်မမူတတ်ထသော သမာသမုဒ္ဒတာအလုံးစုံသောတရားတော်တို့ကိုမဖောက်မပြန်သိမ်းဘူးဉာဏ်ဖြင့်ကိုတော်တိုင်ထိုးထွင်းရည်တည်တော်မူပြီးထသောတတဘဂဝတ်တော်ဘုန်းတော်၆ပါးသခင်ထိုးဘရားရှင်အားနမောယုသိမြတ်တို့မာယွေချို့၍ရှ िख ိုးပါ၏အရှင်ဘုရားဤနေ့ဘုန်းကြီးတို့ပရိသတ်များအတွေ့ကိုယ့်ကိုယ်ဆုံးမခြင်းအပိုင်း၃ကိုဘုန်းကြီးတို့မျှဝေပေးมาဖြစ်ပါတယ်အပိုင်းလိုက်အပိုင်းလိုက်ဟောတာလာတဲ့ ိုကိုဆုံးမခြင်းစာစုများဟာဒီနေ့ဆိုရင်အပိုင်း3ကိုရောက်ပါပြီ။အပိုင်း3မှာဘုန်းကြီးစာစုလေးကိုအရင်ဆုံးဖတ်ပြကြည့်ပါမယ်။အပိုင်း3မှာဗာလိရေးထားလဲဆိုတော့လောကသဘာဝအတက်ကြဆိုတာတက်ပြီးရင်ကြရမှာဖြစ်တယ်လို့ကြရကလည်းပြန်တက်နိုင်တာပါပဲ။တက်ရကနေကြသွားတဲ့အခါအကြမနာဖို့နဲ့ကြသွားရင်လည်းပြန်ထစိတ်အနာမရဖို့ကြိုးစားရမှာပါ။ ဘဝမှာဘသူမှတသက်လုံးအထက်မှာမရှိနိုင်သလိုအောက်ကလူတွေလည်းအထက်ကိုတက်နိုင်ကြတာဖြစ်တဲ့အတွက်အထက်ရောက်နေလို့လည်းမန်မောက်နေဖို့မလိုသလိုအောက်ရောက်နေလို့လည်းနောက်ကောက်ကျနေပြီဆိုတဲ့ခံစားချက်နဲ့အတွေးမမှောက်ဖို့လိုပါတယ်အစိုးဆုံးကအတွေးမှောက်တာပါအတွေးမှောက်ရင်ဘေးရောက်တတ်တယ်လို့ဘေးရောက်ရင်လည်းမေးလျှောက်ဖို့တော့မလွယ်ပါဘူးအဝေးမရောက်ခင်အတွေးဖြောက်အောင်ပြင်ကြစေချင်တာပါပဲ အတွေးဖြောင့်နေတဲ့သူဟာတက်ရာကကြသွားလဲအကြမနာသလိုကြရာကပြန်ထဖို့လဲအထမကြပါဘူးအရေးကြီးဆုံးကအတက်ကြဆိုတာကိုလက်ခံတက်နေတဲ့အခါသတိထားကြနေတဲ့အခါကုသိုလ်ပွားဗျာမများဖို့အရေးကြီးတာပါဒါဘုန်းကြီးကိုယ်ကိုဆုံးမခြင်းမှာပါတဲ့အပိုင်းသုံးစားစု၄ပါပဲလောကဓာတ်မှာအတက်အကြဆိုတာရှိတယ်အဲ့ဒီမှာခုနကပြောတဲ့နောက်ဆုံးစာသားလေးကသိကောင်းတာ တက်နေတဲ့အခါတတိထာကျနေတဲ့အတခါကုတုပွားဖြာမများပါနဲ့တက်နေတဲ့အခါတတိထာပါကျနေတဲ့အခါကုတုပွားပါ အကောင်းဆိုးတွေရှားမှာဖြာမများနဲ့ဒီသဘောကို ပြောတာပြောမယ်ဆိုရင်ဘဝမှာလူတိုင်းကြုံတွေ့ရမယ့်တရားကိုဘုန်းကြီးတို့ကညွှန်းကျင်တာပါပဲလောကဓမ္မလို့စပင်းမှာလာတယ်လောကဓမ္မဆိုလောကရှိလူသားတိုင်း မဖြစ်မနေတွေးကြုံရမယ်အရာကိုလောကဓမ္မလောကဒန်လို့ခေါ်လာမြတ်စွာဘုရားရှင်ကလည်းမင်္ဂလာတုတ်တံမှာအဲ့ဒါလေးအထူးပြုဟောပေးတယ်ဘုဒ္ဓတလောကဓမ္မိစိတ်တန်ယတနာကံပတိအာသောကံဝိရဇံခေမံအေတံမင်္ဂလာမုတ်တမံဒါအားလုံးသိပြီသားလောကဓမ္မိလောကဏ္ဍတရားတွေနဲ့ဖုတ်တတ်တာတွေးကြုံနေရတဲ့ယတအချင်းပုဂ္ဂိုလ်ဤစိတ်တန်စိတ်တိနာကံပတိမတုံလှုပ်ဘူး up and down of life ဘဝရဲ့အတက်အကျအနည်းအမြင့်လောကထံဆိုတာအဲ့ဒါပဲအဲ့ဒီဘဝရဲ့အတက်အကျအနည်းအမြင့်နဲ့ဂျုံတွေ့နေတဲ့ယတ္တအကျင်ပုဂ္ဂိုလ်အကျင်ပုဂ္ဂိုလ်ဆိုတာတတဝါအလုံးကိုပြောတာအကျင်ပုဂ္ဂိုလ်ရဲ့စိတ်တန်စိတ်သေးနာကံပတိမတုံလှုပ်ဘူးလောကထံနဲ့ဂျုံတွေ့တဲ့အခါမှာစိတ်မတုံလှုပ်တဲ့ပုဂ္ဂိုလ်ဒီအတောကဆိုရင်မှုလည်းမရှိဘူးလေဝိရဇာ အပြစ်လဲကင်းတယ်ခေမငြင်းချမ်းတယ်ဒါတော့ဒီလိုသွားတာတော့လောကတန်ထဲမှာဘုရားတို့တော်ကောင်းများမဖြစ်မနေကြုံတွေ့ရမှာလောကဓမ္မဆိုတာအတက်အကြကသိပြီးတော့လူတိုင်းဟိုကြုံတွေ့ရမယ်သဘာဝဓမ္မပဲဖះလဲကြုံရတာပဲယန္တာတွေလဲကြုံရတာပဲကျတော်ကြီးတွေလဲကြုံရတာဟိုဆရာတွေလဲကြုံရတာနောက်ဆုံးအတိုင်းဝိုင်းမှန်သမျှတတ္တဝါအလုံးမှန်သမျှကြုံတာ ဟိုလူတွေပဲကြုံသလားဆိုတော့လူတွေလည်းမဟုတ်ဘူးတတ္တဝါတွေလည်းကြုံတာတရိစံတွေလည်းကြုံတာဒါကအိမ်ရခွေးလေးငတ်တက်လက်ပြက်တက်လက်ဒါလည်းရှိတာဆိုတော့ဒေါကဒန်ဆိုတာသူကလူအတွက်တွေမဟုတ်ဘူး for all creatures for all human beings ပဲတတ္တဝါအလုံးလူသားအလုံးအတွက်ကြုံနေတဲ့သဘောကိုလောကဒန်ပဲတက်မယ်ကြမယ်ဆိုမယ်ကောင်းမယ်စာပေကတော့လောကဒန်တရား၈ပါးဒီလိုဟောတာ လာဘောအလာဘောရသောအာရသောနေတံပတနံဒုက္ခံဒုက္ခံဘဝမှာတဲ့လေလူတိုင်းလူတိုင်းကြုံတွေ့ရမယ်လောကဓာတ်ကြီးထဲမှာလာဘောအလာဘောဟိုလက်လာပါတွေပေါ်တဲ့အခါလဲရှိတယ်အလာဘောလက်လာပါမရှိဘူး run out of money ခေါ်တော့ပတ်စံပြတ်ဘိုင်းပြတ်သွားလိုက်လဲရှိတာပဲရှိရင်လဲဝင်လိုက်တာဘဝဝင်တရားပဲမရှိတော့လဲဘာမှမရှိဘူး ရှိတဲ့အခါမှာကျေနပ်တတ်ရင်မရှိတဲ့အခါမှာလည်းခံနိုင်ရင်ရှိရမယ်အရှိရှိတာနဲ့ရှိတာနဲ့အစဉ်ပြောင်းနေတယ်အဲ့ဒါလောကဓာတ်ကိုခံနိုင်တာရှိနေတော့လည်းပဲရှိတဲ့အတိုင်းလေးနဲ့ပဲချွေတတာလေးနဲ့ချင်းချင်းပြီးသုံးတယ်ဒါလည်းပဲလောကဓာတ်ကိုခံနိုင်ရှိချို့ကရှိလို့ပျက်စီးတဲ့သူတွေရှိတယ်ချို့ကမရှိလို့အဲ့ဒီမရှိတဲ့ဓာတ်ကိုမခံနိုင်တော့ပျက်စီးသွားတယ်လို့ရှိတယ်ဩအရှိဓာတ်ရဲ့မရှိဓာတ်ရဲ့ ရှိခြင်းမရှိခြင်းဒီလောကธรรมလောကတရားဒါလည်းပဲအတက်နဲ့အကြဒီသဘောပဲရသောအရသောခြံရံရှိတာခြံရံမရှိတာဟိုးချိုအပေါင်းသိပ်ပေါ်တာပဲချိုအပေါင်းနဲ့မရှိ loneliness တယောက်တည်းဖြစ်နေတာအထီးခြံချိုအများနဲ့ဆိုရင်နေတတ်တယ်ချိုအများနဲ့ဆိုမနေတတ်ဘူးချိုတယောက်တည်းနေရတာကျင်တတ်တယ်ချိုတယောက်တည်းဆိုမနေတတ်ဘူးဆိုတော့ဘလို့ခြင်းနေမျိုးမှာပဲဖြစ်ဖြစ် နေတတ်တဲ့ပုဂ္ဂိုလ်ကဒါအမျက်ထားဘုရားကလေဘယ်မှာပဲနေနေတဲ့ဘယ်မှာပဲနေနေအပြစ်ကင်းအောင် နေတတ်ဖို့အရေးကြီးတာဘသူနဲ့ပဲနေနေအပြစ်ကင်းအောင်နေတတ်ဖို့အရေးကြီးတာဘယ်အချိန်ပဲဖြစ်ဖြစ်အကုသိုလ်မဖြစ်အောင်နေတတ်ဖို့အရေးကြီးတာတယောက်တည်းဖြစ်နေလဲပဲနေတတ်ရကျောအထီးကျန် loneliness ဖြစ်တယ်တခါတခါကျတော့အကောင်းဘက်ကတွေ့ရင်အော်တယောက်တည်းနေတော့လဲ ကျန်တဲ့ဟာတွေကိုယ်လုပ်တယ်ပို့ပြီးလုပ်ပြစ်တာပေါ့ဒီလိုလေးဖြေလိုက်အိတ်တန်လည်းခံနိုင်တာပေါင်းတဲ့ဆိုတာကကောင်းတဲ့အပေါင်းတဲ့ပေါင်းမရင်ကုသိုလ်တော့ရတယ်မကောင်းတဲ့အပေါင်းတဲ့သွားပေါင်းမရင်သူကကုသိုလ်မရတဲ့အပြင်အကုသိုလ်ပဲရတာဖြစ်တဲ့အတွက်ကြောင့်ဘုရားကတော့အတက်ကြသဘောမှာအဲ့ဒီလောကဒဏ်ထဲမှာပေါင်းတဲ့ပေါ်ခြင်းမပေါ်ခြင်းဆိုတဲ့ဒဏ်အားလည်းပဲခံနိုင်ရရှိအောင်ကြိုးစားရတယ်အဲ့ဒါဆိုရင်ယတအကျင်ပုတ်ကိုစိတ်တန်စိတ်ပြနာကံပတိမတော်တော့တော့မတော်တော့တော့ ခန္ဓာယင်ရှိတယ်ဆိုတာအဲ့ဒါလေးကိုပြောတာခန္ဓာယင်ရှိတယ်ဆိုတာလေဘလို့အချင်းနေမျိုးမှာပဲဖြစ်ဖြစ်လက်ခံနိုင်တဲ့စွမ်းအားကိုခန္ဓာယင်ရှိတယ်လို့ခေါ်တာဘလို့အချင်းနေမျိုးပဲကြုံကြုံဟုတ်ကအတက်လက်ကြုံတဲ့အခါဒါကိုလက်ခံနိုင်စွမ်းရှိရတယ်အဆိုးကြုံတဲ့အခါလည်းဒါကိုလက်ခံနိုင်စွမ်းရှိရတယ်သူကယင်ဆိုင်နိုင်တဲ့စွမ်းအားလက်ခံနိုင်တဲ့စွမ်းအားဘလို့အချင်းနေမျိုးမှာပဲဖြစ်ဖြစ်ဖြစ်ပြီးသားကိစ္စမှန်တယ်များကို ပူဆွေးပြီးတော့ကရောက်နေမယ်အစားဖြစ်ပြီးတဲ့ဟာကိုလက်ခံနိုင်အောင်စ조사ပြီးတော့အဲ့ဒီလက်ခံနိုင်တဲ့လက်ခံပြီးရင်လက်ခံတာခံစားတာမဟုတ်လက်ခံတာရင်ဆိုင်တာတဘာဝတရားကိုလက်ခံတာအမှန်တရားကိုလက်ခံတာခံစားတာမဟုတ်မခံစားဘူးခံစားရင်ပင်မတာခံစားရင်ပူတာအစိုးခံစားရင်ဒေါသဖြစ်တယ်အကောင်ခံစားရင်လောဘဖြစ်တယ်မခံစားနဲ့လက်ခံဒီလိုရှိပါလားဆိုသိလို့ရှင်အဲ့ဒါကိုအပြေရှာဒါပဲ။ ရသောအရသော ချမ်းရမ်းရှိတယ်အချမ်းရမ်းမရှိတာဒါလည်းပဲအတက်အကျသဘာဝပဲနိဒံပတ္တနဲ့ဟိုးဒါလည်းပဲသိကြုံရမယ်တရားကဲ့ရတာတွေချီးမွမ်းတာချီးမွမ်းတာမှာကျင့်တတ်တယ်ကဲ့ရတာကိုလည်းလက်ခံနိုင်ရမယ်ချီးမွမ်းတာလေးကြတော့ချီးကျူတာလေးကြတော့စိတ်သက်သာရပဲကဲ့ရတာကြတော့မခံနိုင်ဘူးလူတွေမှာနည်းနည်းလေးပြပြောတာကိုမခံနိုင်ဘူးအထက်ရောက်တဲ့လူပိုဆိုးတယ်တတိထားရတယ် ထဲရောက်လေလေပိုသတိထားတယ်အမြင့်ရောက်လေလေလေအတိုက်ခံရလေပဲဟိုးတစ်ပင်ထိပ်ပြားမှာဟိုးထိတ်ဆွမ်းအရွက်ကလူးနေတာလေအများများတိုက်တော့အထက်ရောက်ရင်ပိုအတိုက်ခံဒါသဘာဝအဲ့ဒါကိုသိရမယ်ချို့ကကိုယ့်ကိုဝေဖန်နိုင်မခံနိုင်ဘူးဟိုးပြောလိုက်မခံနိုင်ဘူးကိုချစ်ရတဲ့သူပြောလိုက်လည်းမခံနိုင်ဘူးဟောကောင်းတာလေးတွေကြတော့ညင်ပြီးကျဉ်တတ်ပြီးတော့မကောင်းတာပြောလာတဲ့အခါကျတော့မခံနိုင်ဘူးဆိုရင်ဒါလောကဓာတ်မခံနိုင်သေးတာပဲ အကောင်းလေးမှာကျင့်တဲ့မကောင်းလေးကိုလည်းပဲခံနိုင်ရှိအောင်ကြိုးစားပါကဲ့ရဲ့ချင်းချီးမွမ်းခြင်းဆိုစကလုံးကတတ်မှတ်တာချစ်ရင်အကောင်းပြောမယ်မုံရင်အဆိုးပြောမယ်ဒါသဘာဝဒီစကလုံးနေကြမှာလိုက်ပြီးခံစားနေလို့ရတော့ကိုဘဝသူများစကလုံးမှာလမ်းဆုံးမှာပဲဒါကြောင့်အဲ့ဒီအတက်ကြလည်းခံနိုင်ရှိအောင်ကြိုးစားဖရားကအဲနောက်ဆုံးအချက်လေးကဒုက္ခဒုက္ခဘဝမှာလူတိုင်းကြုံတွေ့ရမယ်တတ္တဝါတိုင်းကြုံတွေ့ရမယ်ချမ်းသာစင်းရဲပဲ ိုချမ်းသာတဲ့ခါလည်းရှိတယ်ဆင်းရဲတဲ့ခါလည်းရှိတယ်တခါတခါလူတွေတွေးနေရတဲ့လူတွေခံစားရတဲ့ချမ်းသာဆိုတာကလေသဘာဝဓမ္မအပြင်ကြည့်မယ်ဆိုရင်တော့အမှန်ချမ်းသာမဟုတ်တရင်ကချမ်းသာပဲယန္တာမဖြစ်သေးသမျှတစ္ဆာတရားကိုမသိသေးသမျှဒုက္ခအမှန်တရားကိုမရနိုင် happiness ပျော်ရွှင်မှုအမှန်တရားကိုမရနိုင်လောကသဘာဝတွေ့နေတဲ့လောက ချမ်းသာလေးဆိုတာချမ်းသာမရှိဘူးလားမဟုတ်ရှိတယ်ကာမဒုက္ခကာမဂုဏ်ချမ်းသာလို့စာပေမှာလာပေးတာ ဒါပေမဲ့ तू ကတရင်ငှချမ်းသာပဲဖြစ်စီတယ် तू ကတစ္ဆာဒုက္ခလောက်မချမ်းသာဓမ္မဒုက္ခလောက်မချမ်းသာကာမဒုက္ခကခံစားတဲ့အခိုက်အတန့်လေးချမ်းသာတယ်ဒါပေမဲ့ तू ကလွန်သွားရင်မကောင်းတော့ကာမကုံတရင်ငှချမ်းသာအဲ့ဒါโอ้เตะก้องน่ะเว้ยเจ็ดจ่อเลยซ้าลงก้องไล่ตาซ้าลงก้องลงอายายซ้าเองไม่ก้องเหมือนเนาะกามทุกข์ซะไอ้ตะบอเว้ยตะดิ้งก็เว้ยก้องน่ะก้องน่ะนี่อ่ะลุ่นท้อยังไม่ก้องเนาะ ဟောအဲ့ကောင်းလိုက်တာအဲ့ကောင်းလို့အကြာကြီးအိမ်နေမကောင်းမြန်နေကောင်းလိုက်တာနေကောင်းလို့အကြာကြီးနေလည်းမကောင်းမြန်သွားကောင်းလိုက်တာသွားကောင်းလို့အကြာကြီးသွားလည်းမကောင်းတော့ဟောလူလောကကောင်းတယ်ဆိုတဲ့အရာတွေကတည်ငှတွေပဲတော်ဒီတည်ငှအကောင်းလေးမှာကိုကခံနိုင်ရှိနေအဲ့ဒါဘဝလောကဓာတ်ခံနိုင်တာအတက်ကြောက်ခံနိုင်တာချမ်းသာတယ်ဆိုတာတည်ငှအရှိတရားတန်ဆေးလုံပေးပဲလောကချမ်းသာတယ် ဆေးတော်မှာလေကောင်းနေဆိုတဲ့ဆေးလေးကအတိုင်းစားလေးနဲ့စားမှာအားဆေးဆိုရင်တားကြီးစားရင်လည်းတော့မကောင်းတော့ဗျာဘုန်းကြီးတငယ်ချင်းတပါအဲ့ဒါဘိုးတော်ကတော့သိမသိဘူးသူကဘိုးတော်ကလှူသားမောင်ဝမ်းလို့ဆေးလှူသားမောင်ကြော်ညာထားအားကြီးနဲ့သူကလက်မောင်းကြီးနဲ့မဆေးကြီးတွေပြပြီးဟာအားဆေးပဲထင်လှူသားမောင်ဆေးကိုအားဆေးထင်ပြီးတော့အားတွေမြဲမြဲရှိအောင်ဆိုပြီးတငယ်ချင်းကပိန်ပိန်ဆိုအားရှိစေလို့ဆိုသူကလှူသားမောင်တပူလုံးစားလိုက်တာ အားမရှိပဲနဲ့အားတွေပြက်ကိုနောက်နေအင်သာလေးကောင်မထွက်ရအောင်အတိုင်းလေကုလီတရားကောင်မထွက်။ဩဆေးဆိုတာသူအတိုင်းနဲ့နဲ့သူရှိတာပဲပုံပြပြီးကောင်းတယ်ဆိုရင်လုံးလို့မရဘူး။ဟောလောကချမ်းသာဆိုတာတရေငှချမ်းသာဖြစ်တဲ့အတွက်ကြောင့်ကောင်းနိုင်လဲပဲကောင်းတယ်ဆိုပြီးတော့စိတ်တိုင်းကြခံစားလို့မရဘူး။ဆိုတော့အဲ့ဒီအကောင်းနေကြုံတဲ့အခါဒုက္ခဆိုတဲ့လောကဒဏ်လေးကြုံတဲ့အခါလာပဲ။ဩဒါလည်းအကြာကြီးမဟုတ်ပါလား။ဒုက္ခဆင်းရဲဆင်းရဲလည်းမခံနိုင်ရဘူးလူတွေက။ တကယ်တမ်းကျတော့လေပရိသတ်ရေဘသူတွေဘလောက်ပဲဆင်းရဲတယ်ပဲပြောပြောခန္ဓာကိုယ်ဆင်းရဲလောက်မဆင်းရဲကြပါဘူးခန္ဓာကိုယ်ဆင်းရဲမြတ်စွာဘုရားကတခြားခြားဆင်းရဲတွေထဲတဲ့ဒုက္ခသစ္စာရဲ့ဆင်းရဲအခွင့်အာသိပြီးတော့ကောင်းတာဒုက္ခသစ္စာဓမ္မစကြာမှာလာတယ်ဘုရားဟောတဲ့သစ္စာ၄ပါးဒုက္ခသစ္စာဆင်းရဲရောအမှန်တရားမာမဘုရားရှိရှိဝေးမဖွင့်ဘာကိုဆင်းရဲတယ်ပြောလဲဇာတိပိဒုက္ခ ဋိတန်နေနေရတာဆင်းရဲတယ်စရာပိဒုက္ခအိုရတာဆင်းရဲတယ်ဗျာတိပိဒုက္ခနာရတာဆင်းရဲတယ်ပရဏံပိဒုက္ခသိရတာဆင်းရဲတယ်အဘိဟိတံယောဂောဒုက္ခမတည့်တဲ့သူတွေနဲ့အတူရှိနေတာဆင်းရဲတယ်ဟာသိမ့်မှန်တာပဲမတည့်တဲ့သူတွေမပြောပြောမပြောအဆင်းမပြေဘူးပြီးရင်ဝေဘယောဂောဒုက္ခတည့်တဲ့သူတွေနဲ့မနေရတာလဲဆင်းရဲတယ်ကိုယ်နဲ့အဆင်ပြေတဲ့လူတွေကိုရှိတဲ့လူတွေနဲ့သိခွဲရှင်ခွဲခွဲရဆင်းရဲတာ ရံပိစ္ဆာနလဘတိတံပိဒုက္ခလိုရာလေးမရတာလဲဆင်းရဲပဲတဲ့ in briefly အချင်းအပြင်တန်ခိတ်တေနာအချင်းပြောမယ်ဆိုရင်တဲ့အချုပ်ပြောမယ်ဆိုရင်ပင်စုပါဒာနဲ့ခန္ဓာဟောဒီခန္ဓာဟာဆင်းရဲပါပဲဘုရားကယုံနံဓမ္မဒီနှစ်ခုရထားတယ်ယုတ်တရားနံတရားဆိုခန္ဓာကြီးရထားရင်အဲ့ဒီခန္ဓာ၅ပါးအစုကြီးရထားတာကိုကဆွဲလန်းကြောင်ဆင်းရဲဆိုတော့လူတိုင်းဒီခန္ဓာကိုရလူတိုင်းဆင်းရဲတာကိုယ်ဆင်းရဲမှာဆင်းရဲတယ်ထင်မနေတော့ဘူး လူတွေကဟိုသူဒုက္ခနဲ့ကိုဒုက္ခရှင်မလီကိုဒုက္ခမှာကြီးတယ်လို့ထင်တာကိုဖြစ်မှာဆင်းရဲလို့ထင်တာသူများဖြစ်ရင်ဆင်းရဲလို့မထင်သေးဘူးနော်ဒါကြောင့်လို့ခွန်ကြီးတို့ Oxford တက္ကသိုလ်ကထုတ်တဲ့စာအုပ်လေးမှာ80 20 theory ဆိုတာရှိတယ်20 80 theory 80 20 theory ကအဲ80 20 theory မှာလူတွေဟာတဲ့ကိုခံစားရတဲ့ကောင်းတဲ့ယာကိုင်နှုန်းကောင်းတဲ့အရာလေးတွေယာကိုင်နှုန်း80လောက်ဆိုရင်တဲ့ 20လောက်ပဲထင်တတ်တယ်။ကိုခံစားနေရတဲ့မကောင်းတဲ့အရာလေးတွေ20ရာခိုင်နှုန်းလို့ကြတော့80လောက်ထင်တတ်တယ်။ဟာသိမှန်းလား။ကိုထရဟင်းဘက်ကသေးတယ်။သူများဟင်းဘက်ကကြီးတယ်အဲ့လိုမြင်တာ။ကိုရတာလေးအပေါ်မှာမကျေနပ်နိုင်ဘူး။ငါတဲ့သူကပိုသားတယ်။သူများဟာကိုသွားပြီးမျက်စောင်းထုတ်ပြီးတော့ကိုခံစားရတာကောင်းတာလေးအတူတူပဲ80ရာခိုင်နှုန်းလောက်ပဲ။ ဟိုကလည်း80ရာခိုင်နှုန်းလောက်ပဲအဲ့ဒါကိုကိုကြတော့နဲတယ်ကိုကြတော့သေးတယ်ဆိုပြီး20ရာခိုင်နှုန်းလောက်ပဲထင်တတ်တယ်မကောင်းတဲ့အရာလေးကြတော့လေ20ရာခိုင်နှုန်းလောက်ဖြစ်တာသူလည်းကောင်းကြိုက်တာကိုလည်းကောင်းကြိုက်တာကိုကောင်းကြိုက်မှာအုံနောက်ပဲပြတ်တော့မလို့ပေပဲသေးတော့မလို့အဲ့လိုဖြစ်တာကိုကောင်းကြိုက်မှာပဲတော်တော်ခံစားရတယ်ဆိုတော့သိတော့သူလည်းကောင်းကြိုက်တာကိုလည်းကောင်းကြိုက်တာ20%ကို80%လောက်ထင်တယ် ဩလူတွေကကိုမဖြစ်သေးရင်သူများဖြစ်တာကိုဘာမှတန်ဝေကမရကိုဖြစ်မှာပဲကိုကြမှာပဲဒုက္ခရှိတယ်လို့တွေးတာဘုရားကတော့ခန္ဓာရှိသည်များဒုက္ခရှိတယ်ဩဒုက္ခဒုက္ခဆင်းရဲခြင်းချမ်းသာခြင်းဆိုတဲ့လောကရန်တရားမှလည်းပဲဒါကအတက်အကျသဘောသဘာဝဓမ္မလူတိုင်းရှောင်လို့မရဘူးဆိုတဲ့ဒီအသည့်လေးရှိထားလို့ရှိရင်ဘာမှဒီအပေါ်မှာခံစားပြီးတော့တောကဖြစ်เสียဒုက္ခဖြစ်เสียအကြောင်းကိုမရှိတော့ ဘလို့လောကတန်မျိုးပဲကြုံကြုံလေဖြည့်စရာလေးတစ်ခုယူမယ်ဆိုရင်ဒါလည်းပဲပြီးသွားမှာပဲဆိုတဲ့ဟာလေးကဘဝမှာလောကတန်ကိုကောင်းကောင်းဖြည့်လို့ရ This too will pass This too will pass အင်္ဂလိပ်စကားမှာဒါလည်းပဲပြီးသွားမှာပဲဟောဒီစကားလေးကသိမ့်မှန်တာဘလောက်ပဲကောင်းနေပဲပြောပြောအချိန်တန်တော့လည်းပြီးသွားတာပဲဘလောက်ပဲဆိုးတဲ့လောကတန်နဲ့ပဲကြုံကြုံ तू ကလည်း time limit duration ရှိတာအချိန်လေး ချိန်လေးတစ်ခုပဲဆောက်ချိန်တန်တော့လည်းပြီးသွားတာပဲတိုးတော့အချိန်မတန်သေးတော့ဒါတွေကကြုံမှလူတွေမှာအချိန်တစ်ခုဆောင်းရတယ်ဆိုတော့အဲ့ဒါပြောတာတချို့ကြတော့အချိန်ကိုမသိတဲ့အခါကျတော့သူအကျိုးပေးခြင်းကိုမသိတဲ့အခါကျတချို့ကကောင်းတာလုပ်ရတာနဲ့အာမမကောင်းတာတွေကြုံနေတဲ့အပေါ်မှာကိုယ့်ကိုစိတ်တက်ကြငါကောင်းတာတွေလောက်လုပ်ရတာနဲ့ငံတရားငါ့မျက်နှာသာမလိုက်ဘူးမကောင်းတာတွေပဲကြုံတယ်တချို့ကျတော့မကောင်းတာတွေလုပ်နေတဲ့အကျိုးပေးကြကောင်းလိုက်တာ သူတို့ကြတော့မဟုတ်တာလို့ပြီးတော့ကြီးပွားနေတယ်ဆိုရင်သူများမဟုတ်တာလို့ပြီးကြီးပွားတဲ့အပေါ်မှာတချို့ကအာကံတရားပေါ်မှာတန်တရားဝင်ကိုလွတ်ရတာနဲ့ကိုကောင်းရတာနဲ့အကျိုးမပေးဘူးအမှန်ကတော့လေကံတရားက favor ပေးတာမဟုတ်ကံတရားကမျက်နှာမလိုက်ထို့တူပဲကံတရားက pressure လည်းမပေးဘူးဖိအားလည်းမပေးဘူးကံတရားကမှန်ကြည့်တယ်လို့မှန်နဲ့ပြုံးပြအမှန်နဲ့ရုပ်ကပြန်ပြုံးပြမှာပဲဟိုຢာတို့ရှိတဲ့လူပြုံးပြလဲဒီပုံပဲ ဂုံရှိတဲ့လူပြုံးပြလဲဒီပုံဘာမှမရှိတဲ့လူပြုံးပြလဲပဲဒီပုံပဲပုံမှာမဲ့ပြလဲပဲဘသူမဲ့ပြမဲ့ပြမှန်နေမှာဒါပဲပေါ့ကံတရားကလည်းထို့အတူပဲကောင်းတာလုပ်ရင်နော်တရောင်းစားလုပ်လဲပဲအချိန်တိုင်းသူခံစားရမှာမကောင်းတာလုပ်ရင်ဟိုသမဏကြီးလုပ်လဲပဲသူကအကျိုးမပေးခြင်းတော့ဟုတ်ဟုတ်မဟုတ်အကျိုးပေးခြင်းတန်တဲ့အခါကျတော့ဘသူပဲလုပ်လို့သူကအခွင့်သာရင်အခွင့်သာတာနဲ့အဲ့ဒါကောင်းကျိုးမကောင်းကျိုးကိုပဲခံစားရတာအချိန်လေးတစ်ခုဆောင် ကံတရားဆိုတာအချိန်ဆောက်ပြီးတော့မှအကျိုးပေးတာအခုတည့်ရပင်ဆိုင်အခုတည့်ရဒီစားလို့မရအခုရေတွင်တူအခုရေတောက်လို့မရသူ့အချိန်လေးတစ်ခုကျုံးမှဒါတွေကခံစားရမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကံကိုစစ်ပြီးတော့ဘယ်တော့မှတန်ဝတန်တရားမဝင်ပါနဲ့နော်တန်တရားမဝင်ပါနဲ့ဥပမာတစ်ခုဘုန်းကြီးတို့ဖတ်ဘူးတဲ့ပုံမြင်လေးလူနှစ်ယောက်ရှိလူနှစ်ယောက်မှာတယောက်ကလေနေ့စဉ်နေ့စဉ်ဟိုဘော်ဒီညောင်မင်းညောင်မင်းကိုသွားပြီးတော့တန်ရှင်းရေးလုပ်တယ်ညောင်မင်းကိုပူဇော်တယ် နောက်တစ်ယောက်ကျတော့စားစရာမရှိတော့တစ်ကိုင်းနေလိုက်ခုတ်ပြီးတစ်ပင်နေရောင်းရတဲ့လူတစ်ယောက်အဲ့နှစ်ယောက်အဲ့တော့တနေ့တော့ညောင်မင်းနေတိုင်းသွားပြီးရှ िख ိုးပူဇော်နေတန်ရှင်းလုံနေတဲ့လူပါလေညောင်မင်းတန်ရှင်းလုံညောင်မင်းပူဇော်ရင်းနေညောင်ကိုင်းကျိုးကြတော့ခြေတော့ခြေတော့တန်ရရသွားခြေတော့ကျိုးသွားပုံမှန်စားစရာမရှိတော့ထင်းလိုက်ခုတ်တဲ့ကောင်ကနောက်ဆုံးခုတ်စရာမရှိတော့ညောင်မင်းလာခုတ်ရင်းနေညောင်မင်းခြေရင်းမှာရွှေအိုးသွားတွေ့တယ်အဲ့တော့ဟိုမှာညောင်မင်းပူဇော်နေတဲ့လူကညောင်ကိုင်းကျိုးကြတော့ခြေတော့တန်ရရတော့စိတ်ထဲက ဘောတွေကန်တာအာဘုန်းကြီးကြောင်းထဲမှာဆိုဆရာတော်သွားရှောက်ရှင်ဘုရားကန်တရားကမျက်နှာလိုက်တယ်ဘုရားတဲ့တပည့်တော်တို့လောက်ကောင်းတာတွေလို့ညောင်းမင်းပူဇော်နေတဲ့သူကြတော့ညောင်းကိုင်းကြိုးကြတယ်တပည့်တော်ခြေထောက်တန်ရရခြေထောက်ကြိုးရတယ်ဟိုမှာညောင်းမင်းလိုက်ကုန်ပြီအစ်စ်ပင်နေခုံတဲ့လူကြောင့်ညောင်းမင်းချင်းရရွှေအိုးတော်သွားတွေ့တယ်ဘုရားတဲ့အဲ့ဒါကန်တရားမတရားဘူးဘုရားဆရာတော်သွားရှောက်တော့ဆရာတော်ကပြောပြပြန်ပြီးတော့တကားတော့တဲ့တကယ်တမ်းကျတော့တကားတော့သေရမှာ ဘုန်းကြီးတို့အာကိုမှာဘုန်းကြီးကအာမပေးတဲ့အပြင်အာတက်စရာပြောလဲအကားပေးရမှာဟိုကစိတ်တည်ကြအရှင်းများဘလို့ပြောလိုက်တာတပြည့်တော့ဒီလောက်ကောင်းတာရဲ့လုံနေတာဟုတ်တယ်အမှန်ဒကာကြီးကဒီကောင်းတာတွေလုံလို့ဒီညောင်ကိုင်းကြိုးကြပြီးဒဏ်ရာပဲရတာတကယ်တမ်းကျတော့ဒကာကြီးကအတိတ်ကံဖေးရမှာဟုတ်အဲ့လိုတွေးတော့လဲမှန်သွားတာသူ့ရဲ့အတိတ်ကံအတိတ်ကလုပ်ခဲ့တဲ့ကံအကျိုးပေးကဒီအချိန်မှာဖေးရမှာ ဒါပေမဲ့ပစ္စုပ္ပန်မှာလှုပ်ထားတဲ့ကုသိုလ်အရှိန်တွေကကာဘာလှုပ်ပေးလိုက်တော့သေရမဲ့ကံကမသေးတော့ပဲနဲ့ထိခိုက်ဒဏ်ရာလောက်ပဲဖြစ်သွားတာကံတရားဆိုတာအချိန်တစ်ခုစောင့်ရတယ်ဆိုအဲ့ဒါပြောတာဆိုတော့ဘဝမှာဘာပဲဖြစ်အတက်အကျအနေမြင့်ဆိုတာရှိတတ်တဲ့အတွက်ကြောင့်တက်နေတဲ့အခါသတိထားကြာနေတဲ့အခါစိတ်တမကြနဲ့တချို့ကကြာနေလို့ရှိရင်ဟိုအာကိုဒီအာကိုဘေးရင်စရာသွားမေးဘုန်းကြီးတော့ဘေးရင်စရာသွားမေးတာအမပေးဘူး ဘာလို့ဘေးရင်ဆရာကြီးရောက်ရေတရာခြေခိုင်းတာလဲဟိုးဘယ်ဆရာတော်သွားပြီးတော့ဘာလူလိုက်ပါကုသိုလ်ပဲလုတ်ခိုင်းတာဘယ်ဘေးရင်ဆရာမှအောက်ကုသိုလ်လုတ်ခိုင်းတာမရှိဟုတ်တယ်မှာရေတရာခြေတယ်ဆိုတော့ကောင်းတာလုတ်ခိုင်းတာအဲ့တော့ကောင်းတာလုတ်ခိုင်းရင်သူ့ဘေးရင်ဘိုးသွားပေးမနေတော့ပဲနဲ့အဲ့ဟာလေးကိုယ့်အကိုလှူပြီးတန်းပြီးတော့ကုသိုလ်ကောင်းမှုလုတ်လိုက်ရင်ကိုယ်ကံကိုမြင့်နေဆိုအဲ့ဒါပြောတာအဲ့တော့တက်နေသတိထားအကြမနာဖို့အရေးကြီးတယ်ကြနေပြီဆိုရင်စိတ်တက်မကြနဲ့ကြနေရင်ကုသိုလ်များများဖြစ်လို့ အဲ့ဒါကိုယ့်အတွက်ကံနေပြန်တက်ဖို့ပဲเนาะဒါကြောင့်မလို့ဘုရင်တို့ကိုယ့်ကိုယ်ကိုဆုံးမတာလဲအဲ့ဒါပါပဲဘုရင်တို့ကိုယ်တိုင်လောကဒဏ်နဲ့ကြုံရပါတယ်ကောင်းတာလဲကြုံရပါတယ်ဆိုးတာလဲကြုံရပါတယ်အတက်လည်းရှိပါတယ်အကြလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီလိုအတက်အကြလောကဒဏ်ကြားမှာဘုရင်တို့ကတော့ဖရာအာကိုတရားအာကိုပြီးတော့အဆိုးတွေကြုံရင်ဘုရင်တို့ကဖရာရှိကိုမြန်မာရောက်အောင်သွားပါတယ်အကောင်းနေကြုံတဲ့အခါမှာလည်းပဲသတိထားပါတယ်ဩော် အကောင်းရဲ့နောက်မှာမကောင်းကရောက်တတ်တယ်ဆိုတာအမြဲတမ်းသတိထားပြီးကောင်းနေတဲ့အခါမှာသတိထားတယ်မကောင်းတဲ့အခါကုသိုလ်များများပွားတယ်ထို့အတူပဲဘုန်းကြီးတို့တော်ကောင်းများလည်းပဲတက်နေတဲ့အခါသတိထားပါ ကြတတ်တယ်ဆိုတာမမေ့ပါနဲ့ကြနေတဲ့အခါကုသိုလ်များများဖိလုပ်ပါဗျာမများပါနဲ့အစိုးရကြားမှာဗျာများနေတဲ့သူဟာလောကတန်ကိုမခံနိုင်တဲ့အတွက်ကြောင့်လောကတန်ကိုမခံနိုင်တဲ့သူဟာဘဝမှာကြာရှုံးတဲ့သူပဲဖြစ်တဲ့အတွက်ကြောင့်ဘဝမှာချမ်းချမ်းသာသာအောင်မြင်နေတဲ့သူများကဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမသလိုမိမိကိုယ်ကိုမိမိပြန်ပြီးဆင်ခြင်ပြီးတော့လောကတန်နဲ့ကြုံတဲ့အခါမှာမတုံလှုပ်တဲ့စိတ်ကလေးနဲ့ဒါလည်းပဲပြီးသွားမှာပဲဆိုတဲ့အတိတ်တရားလက်ကင်ထားပြီးတော့ဘာမှအကြာကြီးမဟုတ်တာကိုတတိ ပြုကောင်းတာတွေလို့ဖြည့်လို့ပြီးတော့အကောင်းနေဖြည့်ရင်တတိထားပါမကောင်းနေကျုံရင်ကုသိုလ်ပွားပါအကောင်းဆိုးချာမှာဗျာမများပါနဲ့ကိုကိုတို့ပြုပြင်ပြီးတော့ပစ္စုပန်တန်တရာနှစ်ဖြာလောကတန်ကိုခံနိုင်ပြီးတော့ជីវတ်တိုးတက်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်